တရင်ပြည်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကြည်ဆက်တရင် channel မှာဒီကနေ့အောင်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခံအပ်ပါရခင်ဗျာအခုတကပါရမအူဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့စတက်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစမ်းကျင်ရေလှူရှားမှုဖြစ်ဗဟန်မျိုးမရေစကန်းကိုလက်ပြဘုံနဲ့ပြက်ကက်တိုက်ခိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် ရန်ကုန်တိုင်းဗဟန်းမြို့မှာရဲစခန်းကိုလက်ပစ်ပုံပစ်သွင်းတိုက်ခိုက်ခဲ့ရမှာအရင်မှခင်းဆောင်နေတဲ့ရဲတွေထိခိုက်မှုရှိခဲ့တယ်လို့ Operation Flame ဖွဲ့မှတရင်နေ့ပြန်ချာရေးတာဝန်ခံကပြောပါတယ်။ယမန်နေ့စက်တင်ဘာလ29ရက်နေ့ည7:00နာရီကျော်ကမှာဗဟန်းမြို့နယ်ကဘာအေးဖရလမ်းမပေါ်မှာရှိတဲ့ဗဟန်းမြို့မှာရဲစခန်းကိုတော်လိုင်းရဲဘော်များကလက်ပစ်ပုံနှလုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာရဲစခန်းဝင်းတွင်းမှာရှိတဲ့လုံခြုံရေးရဲကင်းအနီးကိုကြားရောက်ပောက်ခွဲခဲ့တာကြောင့် ဂေဝါမှာဂင်းယူနေတဲ့ရဲတွေထိခိုက်မှုရှိပေမဲ့လည်းအရေးအတွက်ကိုဒီပြူးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ယခုလိုတိုက်ခိုက်ခြင်းဟာအချမ်းဘတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှူရှားနေပြီးပြည်သူများကိုနှီးမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့ဗဟန်ရဲတပ်ဖွဲ့ဝင်များကိုဖိုင်ယာပါဝါဒူးဆစ်စင်ရေးစီရေးပြက်မှတ်ဖြစ်လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့လက်ပြပုံနှလုံးအုံပြုတ်ပြက်ခတ်တိုက်ခိုက်တာပါ။စကန်းဝင်းကလုံချုံကြီးရဲကင်းနာအရောက်ပြက်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီစကန်းထဲကဂေဝရဲကင်းမှာတော့ပုံမှန်ရဲခွေးနှစ်ကောင်ခင်းယူထားတယ်။ဘေးနားကအမြင့်ကင်းမှာတော့တကောင်ရှိပါတယ်။ညားကရန်ကုန်ထဲမှာအစစ်အစေးတွေတင်းကျပ်နေတဲ့ထဲကအခုလိုလှုပ်ရှားဆောင်ရွက်နိုင်ကြတာဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့မရှင်အပီအဲ့ဒီခွေးစကန်းထဲကိုလူနာတင်ကဝင်သွားတာရှိပါတယ်။ရဲခွေးဘဏ္ဍကောင်ထိလဲဆိုတာမျိုးတော့မသိရသေးဘူး။လက်ရှိမှာတော့စုံစမ်းနေသေးပဲလို့ Operation Flame ဖွဲ့မှတရင်နေပြန်ကြရေးတာဝန်ခံကပြောပါတယ်။ အစိုးရတက္ကသိုလ်က Operation Flame Point နဲ့တူအနောက်ပိုင်းခရိုင်ပြည်သူ့ကော်ရေးဖွဲ့ဂျင်းမြင့်တိုင်မျိုးနဲ့ပြည်သူ့ကော်ရေးဖွဲ့နဲ့လာသာမျိုးနဲ့ပြည်သူ့ကော်ရေးဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာချမ်းပတ်စကောင်းစီပြုလုပ်ဖော်ဆောင်မဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့တူလက်တွဲပြီးတော့အချမ်းပတ်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချေမုန်းသွားမှာဖြစ်ကြောင်းပြည်သူတွေအနေနဲ့လည်းအထူးရောင်ရွေးကောက်ပွဲကိုစမ်းကျင်ကြရန်တို့က Operation Flame ပွဲမှာတရင်နေပြန်ကြရေးတာဝန်ခံကပြောဆိုထားပါတယ်။ နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အင်းလေးဖောင်းတော်ရေနေမြို့မှုအမှတ်သားပြတဲ့ကရဝိတ်တိုင်59နှစ်တင်းတင်းပြည့်တဲ့ချိန်မှာရေထဲလဲကျနေမြုပ်သွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အင်းလေးဖောင်းတော်ရေနေမြုပ်ခဲ့မှုတဲ့နေရာအမှတ်သားပြကရဝိတ်တိုင်ဟာပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ည9:00နာရီခန့်ကရေထဲကိုလဲကျနေမြုပ်သွားတယ်လို့ဒေသခံများထံကသိရပါတယ်။အဲဒီကရဝိတ်တိုင်ဟာရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးကံမြင်းနေကုန်းကျေးွာအနီးမှာတည်ရှိပြီးတော့ လိန်ငိန်တက်နေပေမဲ့ဗေဒါအုပ်ကြီးကဝင်တိုက်သွားတဲ့အတွက်မင်းမြုပ်သွားတာဖြစ်တယ်လို့ဒေသခံများကပြောပါတယ်။အဆိုပါဖြစ်စဉ်ကိုအစားအဆုံးတွေးရှိခဲ့တဲ့ဟိုတယ်ဝန်ထမ်းရဲ့ပြောပြချက်အရပဝင်းချင်းတစ်ခုလုံးမှာလိန်ငိန်တက်နေပေမဲ့လည်းဗေဒါအုပ်ကြီးကိုအားတစ်ခုကနေဒုံးလိုက်တယ်လို့ဝင်ဆောင်လိုက်တဲ့အတွက်ရိုင်ထဲကဗေဒါပင်များချလဲကျသွားပြီးတဖြည်းဖြည်းနဲ့မင်းမြုပ်သွားတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်ပျက်တဲ့ဆက်လျင်းပြီးတော့စတက်အနာတင်ပြီးသွေးဆုံးတဲ့လက်တွေနဲ့အတမ်းမာနာကြီးသူတွေရဲ့ဒုံးချလှဲစားမှုတွေအချင်းချင်းဖြစ်လောက်လာမှုကိုနမိတ်မျိုးမျိုးပြတာချင်း တပေါင်များပြတာချင်းဆရာတော်များထံတကြားအိမ်မှာပြေးချင်းအင်းလေးဒေတာမှရေပေးငလျင်ပေးလေပေးစားတဲ့ကဆိုးကြီးတို့ဖြစ်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ပြည်သူများအထူးသတိရှိကြရန်ရည်ရွယ်ပြီးတော့တကြီးဟန်ပညာရှိနဲ့လူပညာရှိတွေကပြောဆိုကြတယ်လို့အင်းလေးတိန်နီဆရာကျော်ဆိုသူကပြောပါတယ်။ဖောင်းတော်ဦးရုပ်ပွားတော်တွေဟာတရကန်သားနဲ့ထုလုပ်ပူဇော်ထားကအလွန်သောတကူကြီးတဲ့ဖရာဆင်းလို့တော်တွေလို့အများကယုံကြည်ကြပြီးတော့အုပ်ချုပ်သူဇော်ပွားတွေကလည်းရုံရှင်တော်ဖရာအဖြစ်အလေးမြတ်ထားပူဇော်ပတ်သက်ကြတယ်လို့၎င်းကပြောပါတယ်။ အဲလိုမနေမြုံးမိမှာအင်းလေးဖောင်းတော်ဦးဖះမှာနမိတ်တွေအမျိုးမျိုးပြပေမဲ့အရိအဓိပ္ပယ်တွေကိုမဖွင့်နိုင်ခဲ့ကြတဲ့အတွက်ဖောင်းတော်နေမြုပ်ခဲ့ရတယ်လို့အင်းလေးသိန်းဒီဆရာကျော်ကပြောပါတယ်။အဲလိုဖောင်းတော်နေမြုပ်ခဲ့တဲ့နေရာမှာနမိတ်တိုင်ဇိုက်ထူပြီးကရဝဲရုပ်တက်ဆင်ခဲ့ကြပေမဲ့လူတို့အများကဟင်းသာရုပ်တူလို့အမှန်မှားကဟင်းသာတိုင်လို့ခေါ်ဆိုကြတယ်လို့လည်း၎င်းကရှင်းပြပါတယ်။အခုလိုအင်းရေးပြင်းနဲ့လဲကျရေခါခဲ့ရတဲ့ကရဝဲတိုင်လို့ခေါ်တဲ့ဟင်းသာတိုင်ကို1966ခုနှစ်စက်တင်ဘာလ29ရက်နေ့ 1328ခုနှစ်တော်တလင်းလာဆန်15ရက်နေ့မှာတိုင်ထူပြီးတရင်ချောလာဆန်3ရက်1966ခုနှစ်အော်တိုဘားလ16ရက်နေ့မှာအဘော်မအယုတ်ဓာတ်ဆင်နယ်လို့ဆိုတာကြောင့်နှစ်ပေါင်း59နှစ်တတန်ရှိခဲ့ပြီဖြစ်ပါတယ်။အဆိုပါတိုင်ထူတဲ့ရက်နဲ့ပြိုလဲကျတဲ့ရက်စတင်မလာ29ရက်နေ့ချင်းတူနေတာကလည်းထူးခြားတိုက်ဆိုင်မှုတစ်ခုလို့ဒေသခံတွေကပြောဆိုနေကြပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တဝဲမှာစစ်တပ်ကစစ်ကြောင်းထိုးပြီးမပြေးနိုင်တဲ့ပြည်သူများကိုပြစ်တက်ပြီးရွာလုံးကျွတ်မိရှုပ်ခဲ့တယ်လို့ ခမရ405တမလင်းဝင်တတမောင်ဝေကဝန်ခံလိုက်ကောင်း PDS 7ဦးရဲ့ခူးကန်တိုက်ခိုက်မှုကိုအင်အားရာနဲ့ချီတက်လာပြီလို့ဆိုကအကြံဘက်စစ်ကြောင်းတစ်ခုလုံးထွက်ပြေးသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်။တနင်္လာရီတိုင်းတဝဲမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းထိုးပြီးမပြေးနိုင်တဲ့ပြည်သူများကိုပြစ်တက်ခါရွာလုံးကျို့မိရှို့မှုတွေပြည်သူပိုင်ပစ္စည်းများကိုလူရဲမှုတွေကျူးလွန်ကြတယ်လို့တရချောင်းခမရ405တမလင်းဝင်တတမောင်ဝေကဝန်ခံပြောဆိုလိုက်ပါလိမ့်။တရချောင်းမြို့နယ်ခမရ405တရမှာစမှုတန်တတမောင်ဝေဟာ မွန်ပြည်နယ်ခြိုက်ခမီမြို့မှာဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်တဲတို့အတင်းကျပ်ပို့ဆောင်ခံခဲ့ရကြောင်းအိုင်းနာအိုတောင်ငူအုပ်တွဲမှာရှိတဲ့စစ်တပ်နံအကြောင်းမှာဇမုဒန်တင်တဲ့အပတ်စဉ်စစ်တပ်ကိုတက်ရောက်ခဲ့ရကြောင်းအိုင်းနာအိုတရားချောင်းမြို့နယ်ခမရ405တရင်တို့ပို့ဆောင်ခံခဲ့ရကြောင်းဒဝဲမြို့နယ်မှာစစ်ချောင်းနဲ့အတူလိုက်ပါစဉ်ထွက်ပြေးကဒူကရစစ်ချောင်းထမှာလင်းဝင်ခဲ့တယ်လို့သိရပါတယ်ယခုဇမုဒန်တပ်သားမောင်ဝေရဲ့ပြောဆိုချက်တွေရအကြမ်းဖက်စစ်တပ်ကခြေဝါများကိုစစ်ချောင်းထိုးရမှာမပြေးနိုင်တဲ့ခြေဝါအတွင်းမှာရှိတဲ့လုံနာတွေလေပြန့်နေတဲ့သူတွေ တကြီးဝဲဟိုများကိုနေတွင်းမှာပင်ရဲရဲဆက်ဆက်ပြက်ခတ်တက်ပြက်ခဲ့ကြောင်းဒါရဲမကသေးပဲနေများမှာပြီးသူပိုင်းဖိုးတံပစ္စည်းများရွှေနဲ့ငွေများကိုလည်းလူရက်ခဲ့ကြောင်းအဲ့လိုလူရက်ပြီးတော့ရွာလုံးကျွတ်နေများကိုမီးတင်ရှိုးခဲ့ကြောင်းသိရပါတယ်ရွာတွေကိုရှင်းလင်းပါတယ်ပြီးရင်ရွာတွေကိုမီးရှို့တယ်ပေါ့အဲ့လိုမျိုးလုပ်ကြပါတယ်ပြီးလို့ရှိရင်အဲ့ဒီရွာရှင်းသွားပြီဆိုရင်ရွာမှာနေကြတာရွာမှာနေပြီးတော့လိုင်းမွေကြတာကိုတွေကလည်းပါစားတယ်ဆိုတော့သူတို့မွေတော့လိုက်ကြည့်တာပေါ့အဲ့လိုလိုက်ကြည့်တော့သူတို့မွေတော့ကိုလည်းလိုက်မွေတာပေါ့ အဲ့ဒီမှာသူများပစ္စည်းတွေယူကြပါတယ်။ကောင်းတဲ့ပစ္စည်းတွေရောမကောင်းတဲ့ပစ္စည်းတွေရောပေါ့။အဲ့ဒီမှာကျွန်တော်လဲတွေးတဲ့ဟာလိုက်ဆွဲတာပေါ့။ဟိုဆွဲဒီဆွဲနဲ့50တန်ငါးဆကျွန်တော်ဆွဲပါတယ်။ဘာကြောင့်လဲဆိုတော့လိုက်စုတာပေါ့။ကိုယ့်ရဲ့အကျံစီကလေပဆန့်ရှိလို့ရှိရင်ကျွန်တော်လက်ပြေးမှာပေါ့။ပဆန့်ရှိမှပြေးပဆန့်မရှိဘဲနဲ့တော့ပြေးလို့မရဘူး။အဲ့ဒါနဲ့သူတို့ဆွဲတာနဲ့လိုက်ဆွဲတယ်။ဒါပေမဲ့သူတို့ကတော့ကျွမ်းကျင်နေရပေါ့။ကျွမ်းကျင်တဲ့အခါကျတော့အကောင်းစားတွေကြီးရကြတာ။ကျွန်တော်တို့ကတော့အဆုတ်ပလုတ်တွေပဲရပါတယ်။အဲ့လိုမျိုးပေါ့။ ပြီးတော့သူတို့ကဒီဝါကို PDF ရွာဆိုပြီးတော့မီးတွေရှုပ်တယ်လို့၎င်းကဆိုပါတယ်။ဒါပြင်အကြမ်းဆက်တက်ကဂျေဝါများကိုဝင်းရောက်စီးနင်းစင်မှာပြည်သူများကိုပြစ်ကက်တစ်ဖက်ရမှာလဲရဲရဲဆက်ဆက်လှုံ့ဆောင်ကြအောင်။အပြင်းမဲ့ပြည်သူများကိုတပြက်ချင်းကိုကိုယ်တိုင်တားဆီးနိုင်ကြခြင်းမရှိဘူးလို့အလင်းဝင်စမှုတန်တတာမောင်ဝေကဝန်ခံထွက်ဆိုပါတယ်။ပြည်သူကတော့၂ယောက်၃ယောက်လောက်တော့သူတို့တတ်ကြပါတယ်။အဲလိုပြည်သူ၂ယောက်၃ယောက်လောက်ကိုတတ်တယ်ဆိုတာညှင်းမှန်းနှိပ်စက်တာမဟုတ်ဘူး။အိမ်ထဲမှာပေါ့နော်။ရွာသားတွေကို PDF ဆိုပြီးတော့သူတို့ကပြစ်တတ်တာပါ။ ပြီးသူတယောက်ကလေးပတ်နာဖြစ်နေတာမပြေးနိုင်ဘူးပေါ့နော်နောက်ပြီးဖျားနေတဲ့ပုံစံမျိုးလားဆိုတော့လမ်းမရှောင်းနိုင်တဲ့ပုံစံမျိုးပါဒုပတာတူတော်မတည်နိုင်တဲ့လူပါဒါကိုသူတို့ကရရဆက်ဆက်ပြစ်တတ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဝင်ပြီးဓာပိုင်권လည်းမရှိဘူးပြောပိုင်권လည်းမရှိတဲ့အတွက်ကြောင့်အရေးချိန်မှာကျွန်တော်တို့ကနောက်ဆုတ်ပေးနေရတယ်လို့၎င်းကဆက်လက်ရှင်းပြပါတယ်ဒါပြင်ပြည်သူများရဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးရန်တို့ကဇမှုတန်တသားများကိုစတက်ရာရှိတွေကခိုင်းစစ်ပြီးမိမရှိုးနိုင်တဲ့သူများကိုပားရိုက်အပြစ်ပေးကြောင်း စက်တက်တွဲမှတသားများဟာလည်းကိုယ်တိုင်ကလည်းအိမ်နဲ့မနေဘူးတာကြောင့်အိမ်ရဲ့တံပိုးကိုနားမလဲကြကြောင်၎င်းကဆိုပါတယ်အဲဒီမှာကျွန်တော်တို့ကိုထက်ကပေါ်တော့မီးရှို့ခိုင်းပါတယ်ဟေးအောင်အဲဒီအိမ်ကိုမီးသွားရှို့လို့ကျွန်တော်ကိုပြောတယ်ကိုတွေကတကားမှလည်းလဘူးတာမဟုတ်ဘူးအဲဒီမှာမတီးကြည့်အောင်စောင်းတော့ပါတစ်ချက်ရိုက်တယ်မင်းကဘာဖြစ်လို့လဲအိမ်နေတောင်မီးမရှို့ရဲဘူးလားမင်းတို့ပါစားတွေကြောင်းနေလို့လားလို့ပြောပါတယ်အိမ်တလုံးရဖို့ဆိုတာမလွယ်ပါဘူးနောက်ပြီးကျွန်တော်တို့ကတောင်းတူလေသမားတွေဆိုတော့လေအိမ်တလုံးရဖို့မလွယ်ဘူးဆိုတာသိတယ် ကျွန်တော်ဆိုရင် အိမ်အောင်ကြတယ်။အိမ်အောင်ကြပြီခရက်ကလှုပ်ဆလာတာအခုချိန်ထိကိုအိမ်တလုံးမရသေးဘူး။အဲ့ဒီတော့အိမ်တလုံးကိုမီရှိုးဖို့ကမဖြစ်နိုင်ဘူးလေ။ဒါကချွေးနဲ့လှုပ်ထားတာ။အရာကိုသူတို့ကနှိပ်ဆက်တယ်။ကိုယ်တိုင်လည်းရိုက်နေတာပေါ့။ရိုက်တော့လည်းရိုက်ပေါ့။ဘယ်တက်နိုင်မလဲ။နောက်တော့သူတို့ပါတာသူတို့ရှို့လာတယ်။သူတို့ပထမအဦးဆုံးဟိုးရွာထိပ်ကနေစရှို့တာပဲ။ရွာလုံးကျုပ်ပဲရှို့ပါတယ်။ရှို့မရတဲ့အိမ်တွေကြတော့တိတ်ပြီးတော့မလောက်ဘူး။အဲ့လိုမျိုးလေပေါ့။နောက်ပြီး gas oil တွေရှိတဲ့အိမ်တွေလည်းရှိပါတယ်။အဲ့ဒီမှာ gas oil တွေပါထားပေါက်တာတို့ဘာတို့ အဲ့လိုမျိုးကျွန်တော်ဝင်မဲဆိုဟာအဲ့ဒီမှာ gas oil ရှိတယ်ငါတို့မီးရှို့ထားတယ်မသွားနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေလို့၎င်းကရှင်းပြပါတယ်ဒါပြင်တဝက်မှာစကြောင်းထိုးစင်ကအင်အားဆက်နဲ့ဦးခန့်ရှိတဲ့ PTR တပ်ဖွဲ့နဲ့ရင်ဆိုင်ထိုးခဲ့ကြအောင်၎င်းတို့စကြောင်းမှာအင်အား80ဝန်းကျင် ရှိပေမဲ့စနက်ဦးခန့်သာရှိတဲ့ PTR စကြောင်းကိုစတက်ရရှိများကမတိုက်ခိုက်ပဲဇမုတန်တသားတွေကိုရှေ့ဆုံးမှပြက်ကတ်ခိုင်းကြအောင်အရင်နောက်မှာစကြောင်းတစ်ခုလုံးဆုတ်ခွာပြပြီး BDA အင်အားရာချီရှိတယ်လို့ဗျောင်းလိန်တင်ပြကလေရင်ခေါ်ဘုံကျဲခိုင်းခဲ့တယ်လို့သိရပါတယ် သူတို့ကတိုက်ပွဲဖြစ်တယ်ပေါ့တိုက်ပွဲဖြစ်တော့ကျွန်တော်တို့ကိုသူတို့ကတက်ခိုင်းလို့ရတယ်တော်လန်ရေးဘက်က12ယောက်လောက်ပဲရှိမယ်အဲဒီမှာကျွန်တော်တို့ဘက်ကရောက်80လောက်ရှိတယ်ကြီးလိုက်တာမှာသူတို့ကရှေ့ဆုံးကပြေးရောတကယ်ထိတ်တွေကရှေ့ဆုံးကနေပြေးတော့ကျွန်တော်တို့ကပတ်စာလေးဆိုတော့ဘလို့လုပ်မလဲအဲဒီချိန်မှာနောက်ကနေပြီးတော့လိုက်ပြတယ်ကျွန်တော်တို့အုပ်လိုက်ကြီးပြေးရတယ်စစ်ကြောင်းတစ်ကြောင်းလုံးပြေးကြပါတယ်ပြေးပြီးတော့သူတို့တော်တဲ့ရောက်တဲ့ခါကျတော့လေရင်ကိုအဆက်အသွယ်လှမ်းလို့ပါတယ်အဘအဘပေါ့ရန်သူအင်းကတအားများတယ်ပေါ့ ရန်သူရဲ့အင်အားက250လောက်ရှိတယ်ဗော။အဲ့ဒါကျွန်တော်တို့ကိုလေရင်ပြန်ပစ်ကူနဲ့လက်နက်ကြီးအကူတွေပစ်ပေးပါဗော။အမှန်ကဒေါ်လိုင်ကြီးဘက်ကလူ12ယောက်လောက်ပဲရှိပါတယ်။သူတို့ကအုံလိုက်ကြီးကြောက်ပြီးတော့ပြေးလာတာဗော။ဒေါ်လိုင်ကြီးတက်တွေကလိုက်လာတော့ကြောက်လန့်အားနဲ့ပြေးကြတာ။အဲ့ဒီမှာပြေးသလားတော့မမေးနဲ့နောက်ကျတဲ့ချက်တော့သစ္စာပါဝင်အထုပ်တီတောင်ကြံနေခဲ့ပါတယ်။နောက်ပြီးတနတ်တွေလည်းကြံနေခဲ့သူတွေကြံနေခဲ့ပါတယ်။အဲဒီနောက်တော့လေရင်မြန်ကလာချပေးတယ်။အဲဒီမှာလည်းအဲဒီရွာတော့အတော်လေးပျက်စီးသွားပါတယ်။လေရင်မြန်နေကျဲသွားတယ်လက်နက်ကြီးတွေထိုးတယ်ပေါ့။ ဒူးလို့ရှင်းသွားတဲ့ခါကျမှအကုန်လုံးဝင်ကြတယ်။ဝင်ပြီးတော့ဒိုင်ရိုက်ကိုမီးရှို့တော့တာပဲ။လူတွေ့ရင်လူတက်ပေါ့။တွေ့တဲ့လူအကုန်တက်တယ်။ရဲရဲဆက်ဆက်ပါပဲ။ကျွန်တော်ရဲ့အမြင်မှာတော့တခါမှမတွေ့ဘူးပါဘူး။ဒီလောက်မရိုင်းတာလည်းမတွေ့ဘူးပါဘူးလို့အလင်းဝင်စမှုတန်တတမောင်ဝေကရှင်းလင်းပြောဆိုပါတယ်။အကြမ်းမဲ့စစ်တပ်တော်မှာစမှုတန်တသားများဟာဆင်းမတိုက်လိုကြကြောင်းပေါ်တာဆွဲခန့်ရလို့ရောက်ရှိလာသူအများစုဖြစ်ပြီးအခွင့်အရေးရရင်ဘေးလိုကြသူအများစုဖြစ်ကြောင်းစမှုတန်တွေတော့လောက်ကလားစွာလည်းမရပဲ ပုံစံမျိုးစုံနဲ့တတွဲမှာဖိနှိပ်ခံနေရတယ်လို့၎င်းကထုတ်ပေါ်ပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဇလင်းမှာတော်လိုင်းကြီးထောက်ပို့တအူပေါ်တာဆွဲကန့်ရရမှာစမှုတန်ဖြစ်လာတဲ့တသားတဲ့ထမြက်ထွန်းဒဏ္ဍတလက်ယူဆောင်လာပြီးလင်းဝင်ကတရချောင်းမှာလည်းခါမရ၄၅တရဲမှစမှုတန်တသားတဲ့လင်းဝင်တဲ့တင်ကိုတင်ဆက်ပေးခြင်းပါတယ်။မကွေးတိုင်းဇလင်းမျိုးနဲ့စင်ပြူကျုံမျိုးနွယ်တမဲတရားမှာအခြေပြုတဆွဲထားတဲ့ခါမရ၂၅လေးတရဲမှစမှုတန်တသားတဲ့တအူ တနတ်တလတ်နဲ့ခဲရများယူဆောင်လာတာကြောင့်ဂုံပြူစုငွေငွေချက်300ချင်းမြင့်ခဲ့တယ်လို့မင်ဘူးခရိုင်မှငါးတက်ရမှာတော်ဝင်ရှိသူတအူးကပြောပြပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ကစလင်းမြို့နယ်စင်ပြူကျွန်းမြို့နွယ်တမဲတရာကိမ်းမှာတော်ဝင်ကြစဉ်ခါလာရ25လေးတက်ရမှာစမှုတန်တသားတဲ့ထမျက်ထုံးကတနတ်တလတ်ကိုယူဆောင်လာပြီးတော့မင်ဘူးခရိုင်မှာငါးတက်ရန်ထံလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲလိုလင်းဝင်ရောက်လာတဲ့စမှုတန်တသားတဲ့ထမျက်ထုံးကအပတ်စဉ်တင်မြင့်ဆောင်2024တင်နန်းကိုတက်ရောက်ခဲ့ပြီးအမေတူးတလန်ကြီးပေါက်သုံးခု ဘာဝိုင်းတကူလက်ပြပုံတစ်လုံး 5.56G 145တောင်းကိုယူဆောင်ကလေဝင်ရောက်ခဲ့တာလို့သိရပါတယ်။အဲလိုလေဝင်ရောက်လာတဲ့စမှုတန်တသားတဲ့ထက်မြတ်ထုံးဟာရခင်ကတော်လန်ရေးထောက်ပို့ရဲဘော်ဟောင်းတူဖြစ်ပြီးထောက်ပို့လုပ်ငန်းလုံဆောင်စဉ်2023ခုနှစ်9လပိုင်းမှာလမ်းဘော်မှာပေါ်တာဆွဲကန်ရပြီးတော့ပြည်ဦးလွင်မန္တလေးကြားမန္တလေးစုဆောင်ရေးတက်930မှာ3လနောင်မှာတောင်ကြီးဟိုဘုံမြို့မှာ6လတင်တဲ့တက်ရောက်ခဲ့ကပခောက်ကူတမ်းမ101မှာရောက်ရှိခဲ့ပြီး အရိကတဆင့်ခါလိုက်ရနှင်းကားလေးတရင်ကိုရောက်ရှိပြီးတော့လင်းဝဲရန်ဆုံးဖြတ်ခဲ့တယ်လို့၎င်းကပြောပါတယ်။အခုကိုဖိုထက်ခေါ်ကိုထမ်းမြထုံးက20ရင်းကလန်နက်နဲ့တူလင်းဝင်ကြတာဖြစ်ပါတယ်။အဲ့ဒီလင်းဝင်ရောက်လာသူကစမှုတန်တင်နန်းကိုတောင်ကြီးဘက်ဟိုဘုံမြို့မှာတက်ရောက်ခဲ့ပါတယ်။လင်းဝင်ရောက်လာသူတွေကဘလိုမျိုးချိတ်ဆက်ဝင်ရောက်လာလဲဆိုတော့သူ့ရဲ့ဇာတိဘက်ကနေသူ့ညီမတဆင့်ဂျားကန်တယောက်နဲ့ကျွန်တော်တို့ရဲ့တရင်စကမ်းမှုစီချိတ်ဆက်ခဲ့တာပါ။မျိုးနဲ့တည်းမှာရှိနေတဲ့အတွက်တွားရောက်ကြိုးဆိုခဲ့တာပါ။လင်းဝင်ရောက်လာတဲ့သူကသူ့နေထိုင်တာကတော့မြင်းချံဘက်ကပါ။ ထိုက်ချရအောင်သူ့ရဲ့နေမြေအထိပို့ဆောင်ခဲ့ပေးပြီးမှဒီတရင်ကိုတင်ခဲ့တာပါ။နောက်ပြီးကိုဘိုးထက်ကရခင်က PDF ဖွဲ့စည်းတစ်ခုရဲ့ထောက်ပို့ရဲဘော်ဟောင်းတဦးဖြစ်ပြီးသူထောက်ပို့လုပ်ငန်းလုံဆောင်စဉ်မှာပြည်ဦးလွင်မန္တလေးကျားမှာပေါ်တာဆွဲခံခဲ့ရတာဖြစ်ပါတယ်။မိမိကိုယ်တိုင်အမားမှန်ခွဲခြားပြီးတော့ပြည်သူလူထုဘက်ကနေရက်တည်ပြီးအကြံဘက်အာဏာရှင်လက်အောက်ကနေရုံထွက်ခဲ့မဲ့မြေတို့ကိုမဆိုမင်ဘူးခိရိုင်တော်လန်ရေးဖွဲ့များကကြိုးစိုးလျက်ပါလို့မင်ဘူးခိရိုင်အမှငါးတက်ရမှာတော်ဝင်ရှိသူကပြောပါတယ်။အဲလိုလုံဝင်လာတဲ့စမှုတန်တတတဲ့ထမ်းမြတ်တော့ဟာ မင်းဘူးခရရမငါတက်ရမတိန်တရာချက်တိတိကိုဂုံဖြူစုံွေချင်းမြင်ပေးရက်ခဲ့ပြီးတော့၎င်းဖြစ်စေခြင်းနဲ့ဆန္ဒအတိုင်းဆက်လက်လှုပ်ဆောင်ပေးတော်မှာဖြစ်ကြောင်းအခုလိုဂျမတ်စတက်ရဲ့လက်အောက်မှာရုံထွက်ခါဒေါ်လန်ရီတပွဲများထံသို့ပူပေါင်းပဝင်ခြင်းတဲ့သူတွေကိုလည်းမင်းဘူးခရရမှာရှိတဲ့ဒေါ်လန်ရီတပွဲများကဝမ်းမြောက်ဝမ်းသာကြိုဆိုလျက်ရှိတယ်လို့မင်းဘူးခရရမငါတက်ရင်ကအတိပေးနှုတ်ဆော်ထားပါတယ်အလားတူတနင်္လာရီတိုင်းတည့်ရချောင်းမြို့နယ်အမတ်၄၅တက်ရင်မှာစမှုတန်ဘတ်စင်၁၁တန်းစင်စမှုတန်တသားတက်တူ လက်နဲ့ယူဆောင်လာခြင်းမရှိဘဲလင်းဝင်ခဲ့တယ်လို့ဒုက္ခရာစစ်ကြောင်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်နေ့မှာတရချောင်းမြို့နယ်405တရဲမှစမှုတန်တတတဲ့တဦးတနက်ယူဆောင်လာခြင်းမရှိဘဲဒဝဲမျိုးသားလူမျိုးရေးတပ်မတော်ဒေအန်အယ်လီဒုက္ခရာစစ်ကြောင်ထံသို့လင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အခုလင်းဝင်ရောက်လာတဲ့သူကတော့405တရဲကပါ။လက်နက်ကတော့ပါမလာဘူး။စမှုတန်တတတဲ့အမိကတော့မောင်ဝေပါ။စမှုတန်တနန်းကိုတော့တောင်ဝူမြို့နယ်အုတ်ကွင်းမှာတက်ရောက်ခဲ့ပါတယ်။စမှုတန်တနန်းအပတ်စဉ်ကတော့စက်တစ်ကပါ။ အလင်းဝင်လာတာကတော့စတင်ပါလ16နေ့ကဝင်ရောက်လာတာပါလို့ဒူကရာစစ်ကြောင်ဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကန်ချနာပူရီမှာရဲလိုက်ပန်းလို့တရားမဝင်ရွှေပြောင်းမြန်မာ28ဦးရဲ့ကတိမ်းမောက်ပြီးထိခိုက်တိုက်ဆုံသူမရှိဘဲဖမ်းဆီးခံရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံကန်ချနာပူရီ KI တောင်ဖာဖုန်မှာတရားမဝင်မြန်မာရွှေပြောင်းလုပ်တာ28ယောက်ကိုတင်ဆောင်လာတဲ့မောင်ခိုသမားမောင်နေနဲ့ကားတစ်စီးရဲလိုက်လို့ထွက်ပြေးရင်းလမ်းပေးကြပြီးတိမ်းမောက်ခဲ့တယ်လို့ဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။ ယမန်နေ့တနင်္လာနေ့အစောပိုင်းကကချနာပူရီတာခနုံစစ်စေးရေးဂိတ်မှာကားတစီးကိုစစ်စေးဖို့ရက်ခိုင်းရမှာညင်းဆန့်ခဲ့ပြီးတော့ထွက်ပြေးတာကြောင့်အာနာပိုင်းတွေကလိုက်လံဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။အချိန်မြင့်ပြင်းနဲ့မောင်းနေလာတဲ့အစောပါကရှေးကဆိုင်ကတစီးကိုဝင်တိုင်းမိပြီးလမ်းဘေးမြောင်းထဲကိုထိုးချသွားခဲ့ကြောင်းရင်မောင်းဟာသူတင်ဆောင်လာတဲ့မြန်မာလုံသား28ယောက်ကိုထားရပြီးအရင်းနေရာကနေချက်ချင်းထွက်ပြေးတင်းရှောင်ခဲ့တယ်လို့အာနာပိုင်းတွေရဲ့အဆိုကိုကိုးကားပြီးဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။ရင်မတော်တဆမှုကြောင့်ကားမှန်တွေခွဲထွက်သွားပေမဲ့ ကားထဲမှာလိုက်ပါလာတဲ့ရွှေပြောင်းမြန်မာတွေအမျိုးသား16ယောက်နဲ့အမျိုးသမီး9ယောက်ကတော့ထေတိုင်းတန်ရာတစုံတရာမရှိဘဲအသက်ရှင်လွန်မြောက်လာတယ်လို့သိရပါတယ်။နောက်ပြီးထွက်ဆိုချက်တွေဟာသူတို့တွေဟာတော်လန်ကနေတဆင့်ဆန်ခလာဘူရီကိုဝင်ရောက်ခဲ့ပြီးဝဇီရာလောင်ခွန်းဆဲကိုလှေနဲ့ဖြတ်ကာတခဏုံကိုရောက်ရှိခဲ့ကြကြောင်းအဲဒီကနေကားနဲ့ထိုင်းနိုင်ငံထဲသို့သွားရောက်မှဖြစ်ကြောင်းအာနာပိုင်ကဆိုပါတယ်။သူတို့အနေနဲ့တယောက်ကိုဘတ်၁800ကနေ2000တိဘေးချေခဲ့ရပြီးဗန်ကောင်းတဲ့တစ်ဝိုက်ကပြည်နယ်တွေမှာလုံလုံဖို့စီစဉ်ထားကြတာဖြစ်ပါတယ်။ ဆေးရနာတင်ပြီးတဲ့နောက်ဈေးပွားရေးအကျတဲတွေကြောင့်မြန်မာပြည်သူတွေဟာထိုင်းနိုင်ငံအပါအဝင်အိန္ဒိချင်းနိုင်ငံတွေကိုရာရာနီလန်းနဲ့ထွက်ခွာမှုကတစားနဲ့တစားပိုမိုများပြားလို့လာနေပါတယ်။ယခုစက်တင်ဘာလအတွင်းမှာပဲထိုင်းနိုင်ငံကချနာပူရီခရိုင်ဇန်ခလာပူရီကနေနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေဖမ်းဆီးရရှိမှုဟာနေရာခန့်ရှိနေပြီဖြစ်တယ်လို့သတို့လာရလန်ခီအတွင်းမှာမတော်တဆမှုတွေကြောင့်တိုက်စုံမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ UWS ထိန်းချုပ်နေမြေဖြစ်တဲ့ နတ်တင်မြို့မှာရှိတဲ့ရွှေဆိုင်မှာမြေအောက်လိုင်ကောင်တူပြီးခိုးယူခံရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဝါပြည်သွေးစည်းညညရဲ့တက်မတော် UWS ထိန်းချုပ်နယ်မြေဖြစ်တဲ့ဟိုပန်ခရိုင်နတ်တင်မြို့မှာရှိတဲ့ရွှေဆိုင်မှာမြေအောက်လိုင်ကိုတူပြီးတော့ရွှေခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ဒေသတွင်းသတင်းဌာနတွေရဲ့ဖော်ပြချက်တွေအားသိရပါတယ်။အဆိုပါဖြစ်စဉ်ဟာစက်တင်ဘာလ28ရက်နေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတရုတ်လူမျိုးပိုင်ဆိုင်တဲ့ရွှေဆိုင်ဖြစ်တယ်လို့သိရပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ CCTV မှတ်တမ်းအရ ်အပြင်တနေရာကနေရွှေဆိုင်ထဲကိုလှန်ကောင်းတူးဖော့ကခိုးယူသွားတာဖြစ်ပြီးဒီလိုဖြစ်စဉ်မျိုးကဖြစ်ပွားမှုချင်းမရှိပဲရုပ်ရှင်စကားတွေမှာသာတွေ့ဘူးတဲ့ဇဝင်ကံမျိုးနဲ့စင်တူတယ်လို့ဝေဖန်သုံးသပ်သူတွေကပြောဆိုနေကြပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ကြတဲ့သတင်းပိတ်တံများကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ